ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီဝါအတအတွက်မြန်မာပြည်ချစ်တယ်လူလိန်နေကြတဲ့လူလိန်တွေပိုများပါတယ်အဲ့ထက်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမယ့်အကြောင်းကအချမ်းမို့မနေ့ကညတော့ကကျွန်တော်မမိလိုက်တဲ့သတင်းလေးတစ်ခုအဲ့ပါလို့ဆိုတော့ပြုံးလင်မှာဖြစ်သွားတာပါဗျာအလုံးသိပြီးသားပါပြုံးလင်ကဒီရှစ်ထက်ကြီးတကုံပေါ့နော်ရှစ်ထက်ကြီးတကုံကနေကြီးတကုံကနေပြီးတော့ပြုတ်ကြတယ်ကိစ္စပေါ့နော်လူတွေလုတ်ကြတယ်ကိစ္စ အဲ့ဒါတော်တော်လေးဟိုဟိုပြောစရာဆိုစရာဖြစ်သွားတော့ပြောစရာဆိုစရာဖြစ်ကုန်တော့ဆိုတော့ဒီပြုံးလူရေဒီကောင်ချစ်တတ်ရေဒီကောင်ဆိုတာကလည်းနာမည်ကျော်ပါတယ်တကယ်လည်းနာမည်ကျော်ပါတယ်ကျွန်တော် ရောက်တော့တော့ကျွန်တော်အဲ့ဘက်ကမရောက်လိုက်ရဘူးဗျမရောက်လိုက်ဒါပေမဲ့ချစ်တတ်ရေဒီကောင်ချစ်တတ်ရေဒီကောင်တောင်းကနာမည်ကြီးတယ်အဲ့တော့အဲ့ဒီမှာအဲ့ဒီကိုဘယ်သူကဖြစ်တယ်လဲဆိုတော့ဒီရုရှားပေါ့တခြားနိုင်ငံသားပေါ့ရုရှားနိုင်ငံသားနိုင်ငံခြားသားတွေပေါ့ရုရှားလိုမျိုးနိုင်ငံခြားသားတွေလည်းပါတယ်မြန်မာတွေလည်းပါတယ်အဲ့ဒီအဖွဲ့ရတယ်ပြီးတော့ပုံမှန်တက်ပြီးတော့ရေကစားကြတာပေါ့ရေကစားကြရင်လည်းဖြစ်တာ နော်ပြိုးလို့မြင်တဲ့ဈေးပင်ကြီးရွာအုပ်စုအုံနေရေအရှိကြီးရွာအဲ့မှာရှိတဲ့ရှစ်ထက်ကြီးတုံးတော့အဲ့မှာလူ၁၄ယောက်တွားတက်တာရေ၁၄ယောက်တွားပြီးတော့ရေတက်ကစားတာရေတက်၁၄ယောက်တက်ကစားရင်လည်းအဲ့ထက်ကနေပြီးတော့ငါးဦးကအဲ့တုံးတက်ရေတုံးကိုပြုတ်ကြပါတာအဲ့ဘောနေပြီးဒီကုံပြုတ်ပြုတ်ကြတုံးတက်ထီတုံးတက်ထီပြုတ်ကြပါတာကြာပါတော့အဲ့မှာကယ်ဆယ်ဖို့ရအသေးတန်တွားရှာတော့မနေ့ကညနေမှာတော့မနေ့ကမနေ့ကဖြစ်တာနော်မနေ့ကညနေ၃နာရီကျော်လေးနဲ့လောက်ဖြစ်တာဖြစ်ဖြစ်ချင်းရောက်ကယ်ဆယ်ဖို့ရရောက်တော့ညနေ၅နာရီလောက်ကျတွားရှာတဲ့ခါမှာ နိုင်ငံသားနိုင်ငံခြားသားမျိုးသားတဦးကိုအသက်ရှင်နေရတွေ့တယ်။နောက်ညနေပဲကြာမျိုးသားနှစ်ဦးထပ်တွေ့တယ်။အဲ့လိုပဲဆက်ပြင်တက်တွေ့တွေ့နေတချို့အဲ့ဒီ၅ဦးမှာနှစ်ဦးကတော့တည်ဆုံးသွားတယ်လို့တော့သတင်းတွေအဲ၅ဦးမှာနှစ်ဦးတည်ဆုံးတယ်လို့ကြားတယ်။တဦးအသက်ရှင်နေနှစ်ဦးကိုဆက်လက်ရှာဖွေနေတယ်။နောက်တော့အခုဒီနေ့မနေ့နောက်ဆုံးသတင်းပေါ့နော်။ဒီနေ့အထိနောက်ဆုံးသတင်းကတော့ဒီပြောင်းဆုံးသွားတယ်ဆိုတဲ့မျိုးသူနှစ်ဦးနဲ့တဦးကိုတော့တရရအစဉ်အောက်ဆုံးပထမဆုံးမှာရှာဖို့တွေ့ရှိတယ်။ကျန်တဲ့တဦးပြောင်းနေသေးပဲပေါ့နော်။ပြောရရင်တော့ဒီနေ့စက်တင်ဘာ 30ရင်းနေနေလေပိုင်းတင်းလေပိုင်းထိရတော့ဒီ9ဦးထဲမှာ2ဦးကွယ်လွန်နေ2ဦးတွေ့တယ်နောက်2ဦးပျောက်သွားတယ်ပျောက်သွားတဲ့2ဦးမှာဒီနေ့2ဦးထပ်တွေ့တယ်အဲ2ဦးကတော့ရှာနေတော့မယ်ဆိုတော့ပျောက်ဆုံးနေတဲ့2ဦးကိုလည်းရှာတွေ့တယ်ဆိုပေမဲ့ပေါ့နော်ကြည့်ရတော့ဟိုအသက်ရှင်လေးမရတော့တဲ့သဘောမျိုးတော့တွေ့ရတယ်သဆိုင်ရပေါ်နေကြဆိုတော့ဒီဖြစ်စဉ်ကဟိုကျွန်တော်တို့အားလုံးကအပျော်ကနေအပြစ်ဖြစ်သွားတယ်ဖြစ်စဉ်ပေါ့ဗျာကျွန်တော်အားလုံးကခီးရွယ်သွားကြတယ်လူတွေကခီးသွားကြတယ် ပြောကြတယ်ရွှင်ကြတယ်လူရဲလူတယောက်ကလူရဲလို့ဖြစ်လာရင်ကျွန်တော်လူရဲလို့ဖြစ်လာရင်ဘာချလို့ဆိုစားရတောက်နေတိုင်းစားစားတောက်စားတယ်ပျော်စရာလေးတွေပျော်ကြတယ်စားတယ်တောက်တယ်ပျော်ကြတယ်ပြီးရင်အိတ်စားကာမပေါ့ဒါတွေလုပ်တယ်နောက်ဘာရှိလဲဆိုတော့ဒီခီးပဲရှောက်သွားမယ်သူလူကကုကုကုဒီဟောဖြစ်ကြတာဟုတ်ဗျပြောင်းမနေကြရဲဆွေးချမ်းတော်ကြရင်ခီးရီသွားခြင်းနဲ့ဘသူအားမှာအိမ်တိုင်ကြောင်လို့ကျမကုတ်ပြီးမနေခြင်းကြောင်။ဟိုသွားကြလာကြနေရထိုင်ကြအဲ့လိုလုပ်ကြတယ်။အဲ့လိုလုပ်ကြရတော့အခါကျတော့အခုဒီလိုသွားကြတဲ့ခါမှာခီးရီပိုင်းဆုသွားကြတာရှိရဲ။ပေါင်းသင်းတွေဆုသွားကြတာရှိရဲ။ ဒီလိုလည်းခီးသွွားမှလည်းကျွန်တော်တို့ဉာဏ်ပညာတွေပွင့်မှာဉာဏ်ပညာအည်သွေးတွေးခေါ်ယူဆအကုန်လုံးကလည်းခီးသွွားမှပွင့်မှာခီးမသွွားရင်ဒီတွေးခေါ်ယူဆပွင့်စရာအကြောင်းမရှိဘူးဆိုတော့ပြောရင်ပွင့်လည်းပြောရင်တော့ဟိုခီးသွွားတဲ့အတွက်ကောင်းတာတွေအများကြီးရတယ်ဒါပေမဲ့အပျော်အပျော်ခီးရတယ်အပြက်ဖြစ်သွားတဲ့ကိစ္စမျိုးတွေကျတော့သတိရထားမယ်ဒါအပြက်ဖြစ်သွားတာပေါ့စိတ်တော်စိတ်မကောင်းစရာပါပဲဒီရေကုံရဲ့အပေါ်ကနေလိုက်ကြလို့ဆိုတော့ခင်ဗျားတွေ့ကြည့်ပါအဲ့ဒီကြတဲ့အရှိန်နဲ့အောက်ကိုကြတာခင်ဗျားအသက်ရှင်လေးရရဖို့ဆိုတော့တော်တော်ခက်ခဲပါတယ်အခုတော့ ဟိုကဒါကြောင့်လည်းသက်ရှင်တယ်ရဖို့ခက်ခဲတာပေါ့နော်တယောက်လာသက်ရှင်တာလို့ပြောလို့ကျွန်တော်တို့ကကွယ်လွန်မှုများပါပြီပေါ့နော်ဆိုတော့ဘဲသွားသွားလာလာပေါ့နော်ကျွန်တော်တို့ဒီခီးသွားတဲ့ခါမှာဟိုစိတ်လုံရှားပွဲဖြစ်တဲ့ခီးတွေတကယ်ကိုတောင်နေအမြင်ကြီးတက်ရတာတွေကေဗယ်စီးရတယ်ကျွန်တော်တော့ကွနာဟိုဟိုကသွားတော့ကစီးရန်လိတ်လို့ပေါ့နော်သွားတော့ကဆိုလို့ချင်းကျွန်တော်စီးရန်လိတ်ကိုရန်သဘောကြတယ်ဒီဟိုချောင်းတာချောင်းတာဟိုချောင်းတာဘက်ကဟိုဘက်ကပေါ့နော်ရွှေတောင်ရံငွေတောင်ရံပေါ့အဲ့ဘက်ချမ်းမှာရှိတဲ့စီးရန်လိတ်ပေါ့နော်စီးရန်လိတ်ဆိုကျွန်တော်သဘောကြရတယ်ထင်ပါတယ်ဟိုသွားလာလေလို့ကောင်းတယ်နေလို့ထိုင်လို့လည်းရန်ကောင်းတယ် ဟိုသွားလိမ့်မယ်ဆိုတဲ့လူတွေသွားလိမ့်လို့ကောင်းတဲ့နေရာတခုတကယ်ကိုသွားလို့ပင်လည်းလဲရှိတယ်ဗျာကံလည်းရှိတယ်ဗျာတကယ်ကိုတခြားဘာလုပ်ချင်လဲရသေးတယ်ဗျာကနုကရလောမှာရအကုန်ရတယ်အဲ့ဒီမှာတော်တော်ကောင်းတဲ့နေရာအဲ့လိုစီးရင်လေလို့သဘောကျတယ်အဲ့မှာတော့ကျွန်တော် KB က KB ပေါ့ဒီ KB KB စီးတာပေါ့နော် KB ဟိုဟာစီးတာကျွန်တော် KB ကလည်းစီးဘူးပါတယ်နောက်ဒီဟိုဟိုဟာလည်းဒီဟိုဒက်လေးကအမြင့်အကုန်အကုန်ကျွန်တော်ရှောက်စီးဘူးဒါပေမဲ့အဲ့လိုကြိုးရင်းနဲ့ဒီခါမှချီပြီးတော့အဲ့ဟိုပါပေါ့နော် KB ဘယ်လိုခေါ်မလဲအဲ့ဒါပေါ့အဲ့ဒါကြီးစီးတာကိုကျွန်တော်တော်တော်အဆအပိုင်းကြောက်တာ လာဟိုငါပြုတ်ကြသွားတယ်ငါတော့တော့မှတခါရောက်မှာပေါ့ဆိုတော့တခါကျရင်ဟို adventure tour လို့ adventure ဖြစ်ပြီးမြဲပြဿနာကအခြားတစ်ဖက်မှာဘာထပ်ဖြစ်လဲဆိုမတော်တဆမှုဆိုဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ကခီးတွေသွားကြလာကြတဲ့ခါမှာသတိထားကြဖို့တော့တိုက်တော့မှာလေတဏ္ဍာရီလုံးမှာတော့အားလုံးခီးသွားကြမယ်လာကြမယ်ပြောကြမယ်ပါကြမယ်ဒါပေမဲ့သတိနဲ့ပြောဖို့တင့်နေဆိုတော့ဟိုဒါပြင်ဦးလွင်ကဒီဖြစ်စဉ်ကတက်တည်ပြသွားတယ်အဲ့တော့ လာမယ့်ပွန်လင်းရသည်ဆိုရင်ခီးရသွားကြတော့မယ်အားလုံးသွားကြမယ်လဲကြမယ်ပတ်ကြမယ်အခုဒါတရင်ချုပ်တရင်ချုပ်ပိတ်တရင်ချုပ်ပိတ်ရည်စပြီးပတ်လဲကြပတ်ကြသွားကြလာကြမယ်စသဖြင့်ပေါ့ဗျာအဲ့ဒီချိန်မှာကျွန်တော်တို့ဒီကိုအသက်အန္တရာယ်ထိပတ်ထိခိုက်နိုင်တဲ့အားမျိုးတွေထိခိုက်နိုင်တဲ့ဒီစွန့်ဆိုင်ရမှုတွေအားမျိုးတွေမလုပ်ကြဘူးကျွန်တော်တို့တိုက်တွန်းချင်ပါတယ်အဲပြီးတော့ကျွန်တော်တို့ဓာတ်ပုံတပုံကောင်းကောင်းရဖို့ညီငွေကောင်းကောင်းလှဖို့ Facebook မှာ post တင်ပြီးလူကြိုက်များဖို့ Instagram မှာ TikTok မှာတင်ပြီးတော့လူကြိုက်များဖို့အတွက် ဟိုဟိုတကယ်ခက်ခက်ခဲခဲလိုက်ရုပ်လုတ်လုတ်ပြရမှုတွေလုတ်ချင်းလုတ်ရင်းနဲ့ကိုယ်အသက်ဆုံးချွတ်တဲ့အထိဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့တချို့အားလေးကြရင်သတိကြီးထားကြဖို့လိုပါတယ်ဒါလေးကကျွန်တော်ခီးသွွားရသည်ပွန်လဲရသည်တည်းနဲ့ပြောတာပါခီးတော့သွားကြပါခကြီးသွားတာကကျွန်တော်တို့ရဲ့ဘဝတွေမှာလိုအပ်ပါတယ်ခကြီးမသွားရင်ခဲသေးတယ်ခင်ဗျားတို့ကျွန်တော်တို့တွေးခေါ်နေကောင်းပါကြောင်းပိတ်မိနေမယ်ဒါမှခရာဟိုဟိုကိုတနှစ်ပတ်လုံးနေလို့မှကိုရွာတရွာတောင်ပြည့်အောင်မရောက်တဲ့သူတွေဆိုရင်တော့လည်းမသိဘူးပေါ့ဗျာ။ဒါအဲ့လိုလူတွေကနိုင်ငံရေးအကြောင်းပြောရင်တော့ကြောင်တောင်ချင်းနိုင်တာပေါ့ဗျာ။ဒီလိုလိုပြောချင်တာပေါ့နော်။ ဆိုတာတခုပေါ့ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီနေ့အမ်ပြုလို့ရေတကူပြီးသွားတဲ့ခါကျတော့ကျွန်တော်တို့ဖြစ်စဉ်နောက်ထပ်တစ်ခုရှိရပြဒီ accident ဖြစ်စဉ်တစ်ခုရှိရဒီနေ့ဖြစ်တာပေါ့နော် C အဲဘယ်လိုခေါ်မလဲညေရှာတူးတဲ့နေရာတစ်ခုမှာမိလောင်မှုဖြစ်တဲ့ဇလန်လေးပေါ့ဒါလေးလည်းကျွန်တော်ဒီနေ့ဖြစ်မနေမဖြစ် နေထည့်ပြောတာပါနော်အဲ့တော့ညေရှာတူးတဲ့ဆိုတော့အခြားနေရာတော့မဟုတ်ပြီးကချင်ပြည်နယ်မိုင်းဂျာရန်ပေါ့နော်ကချင်ပြည်နယ်မိုင်းဂျာရန်နာမှာပေါ့နော်အဲ့နာမှာမိုင်းဂျာရန်နဲ့ဒီ encounter ဆိုတဲ့ဂျာမှာအဲ့မှာရှိတဲ့မုံမုံခါပါဆိုတဲ့နေရာ အဲ့နားမှာမြေရှားတူဖို့ကြီးလုပ်ငန်းလုပ်တဲ့လူတွေရှိတယ်။အဲ့နားမှာမြေရှားတူဖို့ကြီးလုပ်တဲ့လူတွေစီထည့်နေစီတိုင်းတစ်ခုတည်းရှိတယ်။အဲ့တော့အဲ့နားမှာစီထည့်နေတဲ့စီတဲကားတစ်စီးကစီထည့်နေတဲ့မိထားလောက်ပြီးတော့အဲ့မှာစီတဲကားကြီးမိလောင်တာကြီးကတောက်ဆရာကြီးဗျာ။အခုဆိုဒီ social platform တွေမှာအများကြီးတက်လာ။ကျွန်တော်ကြည့်ဟာအဘယ်နားလဲဘယ်နားလဲကင်းထောက်လို့ကြည့်လိုက်ရခါကျသုံးသပ်ကြည့်လိုက်ရခါကျတော့မြေရှားတူတူဖို့တဲ့နေရာနဲ့နီးစပ်တဲ့ဒီမိုင်ဂျာနဲ့အင်ကောင်ပါဂျာမှာရှိတဲ့မိုင်ကာပါမုန်ကာပါလို့ဆိုနေအဲ့နေရာမှာဟာတဲ့။ဆိုတော့ ဒီစတင်မှာဒီနေ့30ရင်းနေမွန်လွဲပိုင်းလောက်မှာဖြစ်သွားတယ်မိလောက်မှုကဆိုတော့စီကားမိလောက်နေဆိုမှတော့ဗျာတတော်တော်ငြင်းရခက်တာပေါ့စီဆိုတော့လောင်စာအလောင်စာစီမိလောက်မှုအားပေးတာတွေပေါ့ဆိုတော့ဒီဖြစ်စဉ်ကြောင့်လူထိခိုက်မှုရှိပါသလားဆိုတော့လူထိခိုက်မှုတော့မရှိဘူးဒါပေမဲ့မိလောက်နေဟာကြီးပြင်းထန်လို့နေခါကြတော့အဲ့နာကားကြီးကစကူမောင်းမဲ့ဖြတ်ပြေးရတော့ဟွန်လန့်ဖြန်ကုန်တဲ့ဒါဖြစ်သွားတယ်တတော်တော်လေးစူးစူးဝါဖြစ်တာပါเนาะဆိုတော့ဒါပေမဲ့အဲ့နာအကုန်လုံးအရာမြေရှားတတ္ထုဒုဖို့ကြီးလုတ်တဲ့နေရာနားတော်ဝိုက်ကဖြစ်စဉ်ဆိုတော့ကြည့်ရတော့ဟို မြေရှားသရုပ်ဒုဖို့ရင်တခါကျရင်ကျွန်တော်တို့တယံဇာတာကလည်းဟိုလိုအပ်တဲ့ပို့လို့ရင်တဘာဝဒဏ်ခတ်တယ်ဆိုတာလေတနည်းနည်းနဲ့မတနည်းဒဏ်ခတ်တယ်ဆိုတာဒဏ်ခတ်ခြင်းတမျိုးတော့မသိဘူးကျွန်တော်အဲ့လိုတော့တွေးမိရပေါ့နော်ဆိုတော့ဒါကတော့မြေရှားဒုဖို့ရဲ့ဉာဏ်တော်ရဲ့မှာစီတိုင်းမီးလောင်တဲ့စီတင်တဲ့စီသေးတဲ့ကားရုတ်တရက်မီးထလောင်တဲ့ကိစ္စဘယ်သူမှပြတ်ခရတာမဟုတ်ဘူးမီးထလောင်တဲ့ကိစ္စဒါကြီးကိုကျွန်တော်ဒီနေ့အဲတမင်ကထက်ပြောတာပါနောက်တစ်ခုကကျွန်တော်တို့ဒီနေ့ကကျွန်တော်ဒီနေ့သတင်းလေးတွေနည်းနည်းစောစောစီမြန်မြန်ဖြတ်ပြီးတော့တိုး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 ပဲပြောချင်ပါတယ်။အားလည်းကြောင့်မို့လို့နောက်တစ်ခုကကျွန်တော်တို့ ကြောက်မဲထိုးစစ်ပေါ့ကြောက်မဲထိုးစစ်နဲ့ဒီဒီကရားခွန်နဲ့ကမြေပြင်ချီနှစ်ခုကိုကျွန်တော်နှိုင်းရှင်ပြောပါမယ်ကြောက်မဲထိုးစစ်ကတော့တတ်မတော်ကြောက်မဲထိုးစစ်ကတော့ပြီးတော့ပါပြီဟိုမျိုးရဲတတ်မတော်ဝင်ရှင်းနေပါပြီအခုကျွန်တော်ရုပ်သံပြောနေတဲ့အချိန်မှာတတ်မတော်မျိုးရဲဝင်ရှင်းနေပြီမျိုးရဲဝင်ရှင်းနေပြီဒါပေမဲ့မနက်ကတော့ကတော့ဘာဖြစ်လဲဆိုတော့ဒီပလောင်တွေကမနက်ကနောက်ဆုံးမပြေးခင်လေးမှာပထမဆုံးတတုတ်ကပြီးခဲ့တဲ့နှစ်ရက်လောက်ကပထမဆုံးတတုတ်ကတတုတ်ပြေးပြီဟိုပလောင်အကြီးပိုင်းအချို့ပေါ်ကစောစီးပြေးပြီစောစီးပြေးဘယ်လိုပြေးလဲဆိုတော့ မြို့မှာရှိတယ်သူတို့အရင်တော့အလံဆိုင်ခဲ့တဲ့အလံနိုင်တွေရှိတယ်တချို့နေရာတွေရှိတယ်တချို့သူရိုးဆိုင်ခဲ့နေရာတွေအဲ့မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးမပြီးကားနဲ့မှပြေးတယ်ပထမနှစ်ရက်သုံးရက်လောက်တည်းကျူပြေးတာသုံးရက်လောက်တည်းလုံခဲ့သုံးရက်လောက်တည်းပြေးကြပြီတချို့နောက်တစ်နှစ်တစ်ရက်တစ်ရက်စီပေါ့ဗျာတစ်ရက်ကိုလူနေနေနေနဲ့ဆုတ်သွားကြတာတပြိုင်နက်မဆုတ်ဘူးပထမတစ်ရက်မှာလူဘလောက်အဲ့လိုသွားအပိုင်းလိုက်ပိုင်းလိုက်ခွဲဆုတ်ကြတာဆိုတော့နောက်ဆုံးခန်းစစ်မှာကြံခဲ့တဲ့လူကဒီနေ့နောက်ဆုံးဆုတ်တဲ့လူတွေကတည်တဲ့လူတွေတည်ကုန်ကြပြီပြီးဟိုပလောင်နေအဲ့တော့ပထမဆုံးနေ့ဆုတ်တဲ့အချိန်ရဆုတ်တဲ့နောက်ဆုံးဒီရက်သက်ပါပေါ့ဒီနေ့ကအခုကျွန်တော်ရုပ်သက်ပြောတဲ့စက်တင်ဘာ30ရက်ကနေရှေ့ကိုပြတပတ်အတွင်းမှာ ။ဘာကြီးလုတ်ခဲ့ကြလဲဆိုတော့ပလောင်နေအဲ့ဒီမြို့ထဲမှာရှိမြို့တွေအိမ်တွေလိုက်ကြည့်တယ်။ဘယ်အိမ်တွေကပတ်စံရှိလဲ။ဘယ်အိမ်တွေကလဟာပြင်းကြီးအလူကြီးဖြစ်နေလဲ။ဘယ်အိမ်တွေကအထင်းမှာအတွင်းပစ္စည်းပါချန်ခဲ့လဲ။အဲ့ဒါတွေကိုလိုက်ကြည့်တယ်။ကြည့်လဲပြီးလဲပြီးရောဆေးရုံတွေဆေးကန်းတွေစာသင်ကျောင်းတွေအဲ့ဒီမှာရှိတဲ့ကောင်းတဲ့ပစ္စည်းတွေပေါ့နော်။ခုံကောင်းဟိုဘယ်လိုခေါ်မလဲဆိုဖာတွေဆက်တီရှင်ရှိမယ်ကောင်းလို့ရှိမယ်။အဲကောင်ရှိမယ်ရေကတရာရှိမယ်။အကုန်ထုတ်အကုန်ဖြုတ်ပြီးတော့ကားပေါ်တင်ပြီးတော့ပြီးခဲ့တဲ့ဒီဘက်လောက်တည်းရတော့ရှော့။ဇီးပစ္စည်းတော့ပြီးတော့ထွက်ပြီးထွက်ပြေးနေမောင်းပြေးနေတယ်။တော်တော်တဲသွားတယ်။အဲ့တော့ ဟိုအဲ့အဲ့ဒီအိမ်မှာအိမ်မှာလာပြင်းခုဆိုရင်ခုခုခင်ဗျားတို့အိမ်ပိုင်ရှင်တွေကြောင်မဲမြို့မှာနေတိုင်းကြီးဘူးလေအိမ်ပိုင်ရှင်တွေလည်းခင်ဗျားတို့အိမ်တွေခုပြန်သွားရင်သိကြတယ်ဟောင်းလာပေါကြီးတွေရတယ်မှာဘာမှမရှိတော့တန်ဖိုးရှိတဲ့ပစ္စည်းမှန်သမျှခင်ဗျားတို့တင်မလာနိုင်တော့တမှုရှိပစ္စည်းမှန်သမျှကိုပလောင်တို့ရဲ့ပလောင်တွေကပြီးခဲ့တဲ့ရပိုင်းတွေကတောက်လျှောက်သေးသွားပြီပါသွားပြီတက်မလို့မကြခင်တို့ဝင်လာတော့မယ်တက်မလို့တို့ဒီပလောင်ကြောင်မဲမြို့ကိုတက်မလို့ပြန်လဲသိမ့်ပိုက်တော့မယ်ဆိုတော့ပလောင်တွေကသိတယ်တို့စိတ်ထဲမှာအလိုလိုသိတယ်နောင်ချိုချာရှုံးကြတဲ့ကတို့ကအလိုလိုဘယ်နဲ့ငါတို့နောက်ဆုံးထားဆုံးအောင်လို့ဆိုတော့တို့စဉ်းစားနေတယ် တကယ်ပလောင်တိကဒီကြောင်မဲကိုသူကသူတို့အုပ်ချုပ်ရေးမျိုးတော့ဖြစ်နေစဉ်းစားပြီးရွေးပြင်ဆင်နေကြတာကြားပြီးပြင်ဆင်အတကုံပြင်ဆင်နေတာကြောင်မဲကိုပြောရင်တော့ဒီတက်ကလာတိုက်ရင်တော့တက်ကလာတိုက်တော့တော်တော်နဲ့မကြောက်အောင်ဆိုသူတို့ပြင်ဆင်ထားတယ်ဒါပေမဲ့တက်ကလည်းထူကြတယ်ဒီတစ်ခေါက်တက်ကထူကြတယ်တိုက်တယ်ပေါ်လဲလူအုပ်ကြီးနဲ့တက်တာမျိုးမဟုတ်ဘူးတက်ကလုံးလုံးပလောင်တိဘယ်နာမရှိနေလို့ဆိုပေါ်နေကနေထောက်တယ်သူတို့ပြန်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 ကြည့်တယ်ရှိတဲ့နေရာတွေကဘုံလုံးဟိုမကင်ပေးထားတယ်မှတ်ထားတယ်ပြီးရင်ဒီတိုင်ချက်လည်းပြန်ပို့ထားတယ် င်းနေပင်းနေပင်းနေပလောင်နေပဲချင်းပဲချင်းပြောချင်တာကြမနဲ့မုံလေးနဲ့မိုးစိုးပလောင်နေတနေ့တာဘာလုပ်လဲဆိုတော့တနေ့လို့အိမ်မှာကင်းထောက်ထားတယ်အဲကောင်ကဘာလုပ်လို့ကင်းထောက်ထားတယ်ထောက်ထားပြီးတော့ပုံသေးလုတ်တဲ့ကိစ္စ case မှန်သွားပြီဆိုချင်အဲ့ဒါကိုစောင့်ထားပြီးတော့မှဒီတိုက်ပြီးလဲဆိုဆိုအဲ့ရနေအပေါ် drone နဲ့ပြတဲ့လက်နဲ့ချင်းနဲ့ထုတ်တယ်လက်နဲ့ချင်းနဲ့ပြတဲ့ခါမှာလဲဆိုတော့တခါတည်းမှပြသေးဘူးသူကဒါပလောင်နေထားပါတော့ဒီလိုနေရာမှာဒီနေရာမှာရှိတယ်လို့သိကြတယ်အဲ့ဒီနေရာကတော့တစ်ချက်လမ်းပြကြည့်တယ်သူပြချက်ကမှန်လားမှန်လားသူကြည့်တယ်မမှန်ဘူးဆိုရင် drone နဲ့ကြည့်တယ်မမှန်ဘူးဆိုရင် နောက်ဘလောက်ဘယ်နှစင်တီမီတာဘလောက်မီတာခွာပြီဖြတ်ပြအဲ့မှာတစ်ချက်လေးတုံးအိုးထိရှောင်းနေရှောင်းမရှောင်းနေအိုးမယ်အဲ့တော့ဘလို့မှတို့မမျောလင်းထားတဲ့ပုံစံနဲ့ပေါ်နေတက်ကဒရုန်းနဲ့ဖြစ်တယ်ဒရုန်းနဲ့ဒရုန်းနဲ့ခင်းထောက်တယ်လက်နက်ချင်းနဲ့ဖြစ်တယ်အဲ့တော့သူကျင်းနေပဲတူးထားတူးထားဟိုဘာလဲဟိုဝစ်ချင်းနေပဲလှုပ်ထားလှုပ်ထားအောက်ကူတခါလှိုင်ကောင်းနေပဲဆွဲဆွဲသေးတဲ့လူအလောင်းနဲ့ဘလို့ဆွဲဆွဲကြိုက်တယ်လို့ဆိုရယ်မြေကြီးထဲမှာတစ်ခါမြုပ်ပြီးသားလေးဖြစ်တာရှိတယ်ပြေးပြစ်လိုက်တဲ့ခါမှာတက်မလို့တက်ကပြစ်လိုက်တဲ့လက်နက်ချင်းကြောင့်တချို့လူတွေဆိုရင်မြေကြီးထဲမှာတစ်ခါမြုပ်ပြီးသားဖြစ်သွားတယ်မြေထဲမှာအုပ်သွားတယ် သူတို့ကျင်းနေမှာမြုပ်သွားပြီးတော့ပြားသွားဆယ်လို့လည်းမရတော့ဆယ်ကျင်းလည်းမရှိဘူးအဲ့လိုအထိတက်ကတော့ထိုးစစ်ပြန်ဆင်ထားတယ်ဆိုတော့ပြောရရင်တော့မြေပြင်အလှန်ဆိုင်ဖို့တက်တဲ့တက်ကပလောင်တွေမရှိတော့မှဟိုပြောရမလို့ပလောင်ထွက်ပြေးပြီးတော့နည်းနည်းတကောင်းချင်နှစ်ကောင်းချင်ကြံပြီးတော့ဘယိုဘေးရဖြစ်တော့မှတက်ကမြေပြင်တက်ကဝင်ပြီးတော့မြေပြင်စိုးမိုးရေလို့တယ်အဲ့ဒါလို့တာအဲ့လိုလို့တာအဲ့တော့အဲ့လိုလို့တဲ့ခါကျတော့သူကမနေ့ပိုင်းတစ်ချောင်းလုံးမှာပစ္စည်းရေတဲရာရေပိုင်းကမလုံးဒီနေ့ဒီနေ့စက်တင်ဘာ30ပါလို့ပစ္စည်းတွေကမလုံးဘူးပြီးခဲ့တဲ့ရေပိုင်းတွေမှာတောက်လျှောက်တဲသွားတာကုန်ပြီ ိုလူရှိတဲ့အိမ်ကပစ္စည်းတွေတောင်းမှပဲပွန့်လိုက်ပြလူတွေနေတဲ့ဘက်နေတဲ့ပစ္စည်းတွေရဲ့အိမ်တော်ကအိမ်ရဲ့ပစ္စည်းတွေတောင်းတချို့ပစ္စည်းပါသွားတယ်လို့ကြားတယ်ကျွန်တော်ကြားတယ်ဆိုတော့ဘာလို့လဲဆိုဒီနေ့ကျတော့သူဘာလို့လဲဆိုတော့သူကဆုတ်လန်းတောင်းဆိုပြီးတော့ဒီမြို့မှာရှိတဲ့ဟိုအဆောက်အဦတွေပေါ့နော်မိသက်ယုံမိသက်ဌာနရုံကြီးမိရှုပ်လိုက်တယ်မိသက်မိသက်ယုံမိရှုပ်တယ်မိသက်ယုံမိရှုပ်ရယ်မိသက်ကားတွေမိရှုပ်လိုက်တယ်ဒီနေ့ဆိုမိသက်ကားတွေမိရှုပ်တယ်မိသက်ယုံမိရှုပ်တယ်ဘာလို့မိသက်ကားတွေရှုပ်လဲမိသက်ယုံရှုပ်လဲဆိုတော့ အကဲရမိသားကားတွေရှိနေမယ်မိသားရုံမှာရှိနေမယ်ဆိုရင်အခြားနေရာတွေလောင်းရင်တွားပြီးမိငိမ့်နေမှာဆိုကဲဘလောက်မရိုင်းလဲဆိုတာအဲ့လိုလုပ်တာအဲ့တော့သူအတွေ့ရမှန်သလားဆိုတော့သူတို့ရဲ့သူတို့ရဲ့ဒီစာမတ်တပ်ပေမတ်တာအတွေ့မှာတော့မှန်တာပေါ့ဗျာဥမာမြို့မှာသူကဒီအစိုးရအဆောက်အဦတွေရှိတယ်အစိုးရအဆောက်အဦတွေရှိမယ်စာသင်ကျောင်းတွေရှိမယ်ပုံအုပ်ကျောင်းတွေရှိမယ်ဆေးရုံတွေရှိမယ်ဒီလိုဟာတွေရှိမယ်နောက်တစ်ခါပြည်ခိုင်ပုံတော့အစ်စ်ပါပါအစ်စ်ပါပါသေးတယ်ပြည်ခိုင်ပုံတော့အစ်စ်ပါပါပြည်ခိုင်ပုံတော့အစ်စ်ပါပါသေးတယ်အစ်စ်ပါပြီးပြည်ခိုင်ပုံပါမီးရှို့ခံရတယ်ဆိုတော့အဲ့ညာတွေမီးရှို့တဲ့အချိန်မှာသူတို့က ဒီရည်မီးလောင်မီးကိုရှို့လောင်တဲ့ချိန်မှာမိသက်ယုံမှမီးရှို့တယ်အဲ့တော့ဒီကောင်နေမီးလောင်နေတော့မိသက်ယုံသွားပြီးမီးညှိလို့မရလောက်မီးရှို့ခဲ့တာခါတယ်ရှို့တယ်ဒါပေမဲ့တို့ကမီးအဲ့လိုရှို့ဝင်မဲ့တို့ရဲ့ဝါရဖြန့်ချီရန်တရားမှာကြဘလို့တုံးလဲဆိုတော့အပြင်မှာလူတွေကဘလို့ပြောလဲဆိုတော့စစ်တပ်ကမီးလောင်ပုံနဲ့ပြစ်ပါတယ်ခမရတို့ဒီဒီချာစမ်းသကြည့်ရပါတယ်ဓာတ်ပုံကြီးအမှအခုဓာတ်ပုံကြီးအများကြီးထွက်လာပြီ Facebook မှာပေါ်လို့ရနေဓာတ်ပုံကြီးအဲ့ဒီဓာတ်ပုံကြီးကိုကြည့်လိုက်ရင်မီးလောင်ပုံနဲ့ပြစ်တဲ့ဟာဖြစ်နိုင်သလားဟိုအောက်ကလောင်သလားဆိုတော့ ကဲတော့ဒီသေသေးချာစဉ်းစားတတ်တဲ့သူအုံနောက်ရှိရသူဆိုရင်သိတယ်။ဟိုတစ်ဖက်ပိတ်မနေဘူးဆိုရင်သိတယ်။ဘာလို့လဲဆိုတော့လောင်နေတဲ့ပုံစံကြည့်ရင်သိတာပဲ။မီးလောင်ပုံဆိုရင်ဘယ်ကလောင်လဲ။အပေါ်ကလောင်တာတိတ်ချက်လား။ပြီးရင်မီးလောင်ပုံကတနင်္လာပြည့်အနည်းဆုံး၄၅၆လောင်အောင်လောင်အောင်။အခုကလောင်လိုက်တာဟိုဒီမှာတလုံးဟိုနားတလုံးဒီနားတလုံးကွက်ကြားမိုးလို့ဖြစ်နေအဲ့ဒါမီးလောင်ပုံဖြစ်မလား။ကျွန်တော်စဉ်းစားကြည့်တယ်။စဉ်းစားတတ်တယ်ဆိုပြီးတော့မီးလောင်ပုံကတခါကြည့်ချင်မှတော့အဲ့ဒီနေရာပတ်ပတ်လေတော့ရလောင်မပေါ်ပြခင်ဗျာမီးလောင်ပုံကတကယ်တကယ်ကြည့်ဒါမှမဟုတ် ိုနာတလုံးဒီနာတလုံးလောင်နေတာအဲ့ဒါမီးလောင်မှုဖြစ်မလားစဉ်းစားစမ်းဒီဘက်တော့အုံအောင်ရှိတာပဲစဉ်းစားကြည့်ပေါ့နောက်တစ်ခုကလောင်နေတာအောက်ခြေရည်လောင်နေတာအပေါ်လောင်တာမဟုတ်ဘူးဆိုတော့အဲ့ဒါလည်းဒါမဲ့တော့ဝါရဖြန့်ချီရန်တွေရမှာတော့သူတို့ကသုံးပါတယ်ဗာလဲမီးလောင်ပုံနဲ့တက်ကပြစ်တယ်တဲ့ဟိုတက်ကမီးလောင်ပုံနဲ့ပြစ်တဲ့ခါကျတော့သူတို့ကြောင်မဲမှကြောင်မဲရနေသူစွန့်ခေါ်ထွက်ပြေးမှရအောင်မလို့ထွက်ပြေးရပါတယ်စွန့်ခွာရပါတယ်ဆိုပြောတယ်ဒါတော့မှပဲလွေးရည်ဦးပလွေဦးကပလွေဦးကမလုပ်ထားလဲဗာပြောသေးလဲဆိုပလွေဦးကနေခင်းအထိပြောသေးတယ်ကျမတို့အကောင်းဆုံးခုခံတိုက်ခိုက်နေပါတယ်ဆိုပဲမီဒီယာတွေမှာသူဖြေနေသေးတယ်နေခင်းအထိ အခုတော့ဖြေနိုင်သေးလားတော့ကျွန်တော်မသိဘူးအခုတော့ဆိုတော့ဖြေနိုင်ပုံဘို့လို့ကျမတို့တော့ကြောင်မဲတော့ယာယီဆုတ်ခွာပေးလိုက်ရပါတယ်လုံးဝမသိဘူးဒါတော့လေပလွေဦးတို့ကတော့ဒီလိုပဲပြောမှာပဲဘာလို့လဲသူမှုသူမှုနေရပလွေနဲ့မတူဘူးလေဒါတွေကသူမှုနေရပလွေနဲ့တော့မတူဘူးဘာလို့လဲဆိုတော့ဒါသူမှုနေရပလွေလိုမျိုးလွယ်ကူချုံးမွေနေတာမဟုတ်ဘူးဖီတက်နေမှာလည်းမဟုတ်ဘူးဘာလို့လဲဆိုတော့သူကတေချာတာကဓာကြီးကယာယီဆုတ်ခွာခွာပေးရတယ်ဆိုတော့ဘယ်သူပြောမှာရမှာအဲသူကျမတို့လက်လွတ်လိုက်ရဆုံချုံးသွားပါပြီလို့ပြောလိုက်ရင်ဒါသူမှုနေရပလွေတော့ကောင်းကောင်းမှုတ်ခွင့်ရအောင်မဟုတ်တော့ဖြစ်သွားမှာတော်တော့သူလည်းရှင်းပြတော့ဘာဖြစ်လဲ လွယ်လွယ်ကူကူပဲပက်ကောက်ဖြစ်လိုက်တယ်ဟိုကျမတို့ယာယီဆုပ်ခွာလိုက်ရပါတယ်ဒါပေမဲ့ကြောင်မင်းမျိုးဆုပ်ခွာပဲပက်ပက်လေးမှကျမတို့ဝိုင်းထားပါတယ်လာရင်လောင်းမှာခင်ဗျားတောက်ကြည့်လိုက်ဘူးပြောမရအောင်တို့အဲ့လိုလုံးလုံးမှာဒါတောင်နောင်ချိုးတော့လည်းအလားတူပဲတို့ပြောခဲ့တယ်အခုကြောင်မဲမိမိကြရင်ဒီဘောပေါ့ကြောင်မဲကနောင်ချိုးကလည်းတို့အခိုင်စိတ်သေချာပြန်ထားပြီးတော့ကြောင်မဲနောင်ချိုးလက်လွတ်ပေးရပြီးနောက်မှာကြောင်မဲကလှော့ဖို့နီးစက်တယ်ကြောင်မဲကိုတို့အကြာကြီးတိုက်ရတယ်လို့တို့ပြင်စင်ထားတိုက်အောင်ပြင်စင်ထားတယ်ဒါပေမဲ့ကြောင်မဲကကြာပါပြီတို့ ပြန်ပေးလိုက်ပြီအခုသိမကြောက်ကြောက်မရပြီဆိုရင်တော့တီဘောတော့မလို့ပဲနံပါတ်2နံပါတ်2ပဲတက်မလို့ကြိုက်တက်ကလုတ်လို့ရတယ်တီဘောဆိုရင်ပူလွဲသွားပြီးမှလာရှိုကနေဆင်းချလာလို့ရချောင်းခဲ့တယ်ပြားနေမှာအဲ့တော့သူတို့လည်းဒီကောင်းလေးတဖြည်းဖြည်းနဲ့တော့ဟိုပလောင်အုပ်စုကနေရပြောက်မယ်ခွေးနေရမရဖြစ်တော့မယ်တဖြည်းဖြည်းနဲ့ဖြစ်တော့မယ်ပြီးတော့မြို့ထဲမှာမီးတွေပတ်ရှို့သလားဆိုတော့ရှို့သလားမရှို့သလားဆိုတာကျွန်တော်တို့ကဒီကနေအခုဒီလိုပြောနေမလားသူတို့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ KIA နဲ့သူ့ရဲ့အပေါင်းပါမီဒီယာလက်ဆွဲတော်မီဒီယာတွေကကြတော့အဲ့မှာတန်းပြီးဖော်တာပဲကျွန်တော်တို့တော့ပြောစရာမလိုတန်းဖော်တယ် ဒီမှာ KIA ရဲ့လက်စိုးတော်မီဒီယာတွေကအမျိုးထဲမှာပလောင်နေရဲ့ live မီဒီယာရှုနေမှာသူတို့ကဖော်တာဘာလို့ဆိုပလောင်နေကို KIA ရဲ့လည်းမုန်းနေတာဘာလို့မုန်းလဲဆိုတော့ဒီဟို TNL အုပ်စုတွေဘာလို့မုန်းလဲဆိုတော့သူတို့ကပြန်ပြီးကင်ထားတာလေအဲ့တော့ကြောင့်မဟုတ်ဘူး KIA ရဲ့နဲ့တင်းပြီးမုန်းပြီးတော့သူ့မီဒီယာလက်စိုးတော်မီဒီယာနေအခုဖော်ထုတ်တာသူကပြန်ဖော်နေတာကျွန်တော်တို့တော့အများကြီးဖော်ကြရမလို့သူတို့ချင်းချင်းမှချနေပလောင်မီဒီယာတွေနဲ့ KIA မီဒီယာနှစ်ခုချမှချနေတယ်ပလောင်မီဒီယာတွေရဲ့အရေးမှာဘလို့ရေးလဲဆိုတော့တက်ကမီးလောင်မုန်းချတယ်လို့ကြီးတယ် KIA မီဒီယာတွေမှာရေးတဲ့ကြတော့မဟုတ်ဘူးပလောင်ကြီးကမီးလိုက်ချော်လို့ကြီးတယ်ကျွန်တော်တို့က ဘာမှတော့ပြောစရာမလိုထိုင်ကြည့်နေအောင်လို့ပေါ့သူတို့ချင်းချတယ်ဆိုတော့လောလောဆိုတော့ကြောင်မဲမျိုးပေါ်တက်ကဝင်ရောက်ပြီးတော့ထိမ့်သိနေခဲ့ပါပြီလောဆိုတော့မျိုးတွေပါမီးရှို့ထားတာရှိတဲ့အတွက်ဒီညညမှာတော့တက်ကလူတွေကရှေ့ကိုဆက်မလိုက်သေးပဲねတချို့စစ်ကြောင်းတွေရှေ့ကိုနည်းနည်းလေးထပ်ပြီးတော့ထောက်ကင်းထောက်ဘယ်လိုကောင်းမလဲဒီကောင်တွေဖုတ်ခွာတဲ့ညောင်းနောက်ကထားချက်မကွာလိုက်တိုက်ခိုက်တဲ့အုပ်စုရှေ့င်းနဲ့တနေရာမှာထောက်ပြီးတော့ကင်းထောက်ထိုင်ထားတယ်ရှိရဲ့အထောင်ထိုင်ရချင်းလို့အခြားတစ်ဖက်မှာတော့ဒီမျိုးတွေမှာအကျွမ်းကြံကတ်ကြံတွေဟိုကြောင်အင်ဂျူအင်ဂျာကြောင်ကြောင်ကတ်ကြံပြီးတော့ယူနီဖောင်းကောက်ချုပ်နေတဲ့အုပ်စုတွေကိုပါလိုက်ရှာဖွေဖမ်းဆီးတာတွေ လုတ်တယ်တစ်ချိန်တည်းမှာပဲဒီဒီမီးလောင်တာကိုလည်းမီးလောင်နေတဲ့အောင်လည်းတတ်ဖို့မီးရင်းတတ်ဖို့လည်းတတ်မတော်တာဝန်ရှိသူတွေစူးစမ်းနေကြတယ်လို့ကြားတယ်အဲ့တော့မနေ့ကတပတ်ခါဆိုရင်တော့ဒါကြောက်မဲမျိုးကိုတတ်မတော်ထိမ့်သိမ့်နိုင်ပြီဆိုတဲ့အကြောင်းကိုကြီးညာရေးကြီးညာပြောမရဘူးပြကျွန်တော်ကအခုပြောနေတာဟိုအစိုးရသတင်းထုတ်ပြန်ရေးတင်ကြတဲ့ကြီးညာရေးကြီးညာနေမှာကျွန်တော်ကသတင်းမမိလိုက်လို့သာကြီးညာကြီးညာပြောတော့အောင်ပွဲရပြီဆိုမှာတော့အောင်ပွဲရတော့ကြီးညာမှာပေါ့တတ်မတော်နိုင်ငံတော်တတ်မတော်နေတယ်လေမကြီးညာလို့မရဘူးလေနော်အဲ့တော့ဖြစ်နိုင်ခြေအခြေဆုံးကတော့ဒါဒီတရက်နေ့အတွင်းမှာတက်ကဒီကြောက်မဲမျိုးပြန်လဲထိမ့်ချုပ်ရရှိပြီဆိုတဲ့အကြောင်း ကျညာလိမ့်မယ်လို့ကျွန်တော်တို့ဟိုခံမှန်းထားပါတယ်เนาะဒါကတော့ဒါဒါတော့ကြောက်မဲ့ကိစ္စနောက်ပြီးတော့တခါတရားခွင်တွေဖြစ်စဉ်ဥမာဝီတယောက်ကတော့ခရားမာဝီတယောက်ကတော့သူတော်တော်လေးအမ်မာဝီတို့ခုရီတို့တို့နောက်ခုဦးတယ်တို့အုပ်စုတွေရှားမှာသူတို့ကြည့်ရတာတိတ်အဆင်မပြေဘူးထင်ပါတယ်ကာလာလာတာအုပ်စုတွေရောသူတို့ခရားပြည်နယ်မှာကခရားပြည်နယ်တည်တည်လေးဒါပေမဲ့လက်နက်ကင်အုပ်စုကဆယ်စုလောက်ရှိတယ်ထင်တယ်ဆယ်စုလောက်ရှိလက်နက်အုပ်စုဆယ်စုလောက်ဖြစ်နေပြီးတော့နာမည်ကျော်တဲ့လူတွေကကျတော့ခုဦးတယ်တို့နော်ဟိုခုရီတို့မာဝီတို့ကနာမည်ကြီးတယ် ဲ့တော့ဒါမှခုရီတူနဲ့မာဝီမှာလည်းခုရီတူကနာမည်ခုရီတူကခေါင်းဆောင်မာဝီရဲ့ဒုခေါင်းဆောင်မရှိတယ်ဒါမှခုရီခုခုရီတူကလည်းသူ့ရဲ့ပေါ်ခုရယ်တို့တကယ်ဝင်လာရင်သူကနောက်ဖယ်ပေးရတယ်အဲ့တော့သူတို့အချင်းချင်းမာကိုတဲ့ကရားမှာလက်နက်ကင်ဖွဲ့တွေအများကြီးရှိတယ်အဖွဲ့ငယ်ဖွဲ့သေးသေးလေးရှိချားဖွဲ့လေးရှိသေးတယ်ဟိုအရင်တော့ပြည်သူ့စစ်လို့မျိုးပါလို့လုပ်ပြီးတော့မှနေကြတော့တက်လို့မျိုးလုပ်ပြီးတော့မှတခါတည်းကိုလက်နက်ကင်ပုံကန်မှုတောက်ခုတ်လိုက်တဲ့အုပ်စုတွေရှိသေးတယ်အဲ့ဒီအုပ်စုကအကုန်ပေါက်လိုက်ရင်ရှင်းပြမာဝီကဘယ်အဆင့်မှရှိမလဲလို့မေးမာဝီကတပြည့်နဲ့အဆင့်ကတပြည့်နဲ့ကြောင်ကတ်သွားတဲ့သဘောရှိတယ် ကျိုးကိစ္စတွေမာဝီသူတို့လို့မရတယ်အများကြီးပေါ်လာဖို့ရတယ်အဲ့တော့မာဝီကဒီကရားမှာစစ်ရှုံးလာရခြင်းအကြောင်းရင်းသူတို့စစ်ရှုံးလာခြင်းအကြောင်းရင်းကိုမာဝီကနောက်ဆုံးတစ်ဖြည်းဖြည်းနဲ့ဖွင့်ဟလာတာရှိတယ်ဖွင့်ဟလာတာရှိတယ်ဆိုတော့ဖွင့်ဟလာတဲ့အထက်မှာအဓိကရွေးချယ်ကတော့ဟိုကရားပြည်နယ်ထဲမှာအဖွဲ့အစည်းတွေများနေတယ်ဆိုတော့သူက highlight လုပ်တယ်အသင်းဖွဲ့တွေများတယ်ပေါ့ဗျာကရားပြည်နယ်ထဲမှာအဖွဲ့အစည်းတွေအသင်းဖွဲ့တွေများလွန်းနေတဲ့အတွက်သူတို့တိုက်ရိုက်ခဲ့ရတာစင်မပြေပါဘူးဆိုတဲ့ပုံစံမျိုးအဲ့ဒါကြောင့်မလို့သူတို့ဟိုဒီစစ်ကမအောင်တာဆိုတဲ့အကြောင်းမျိုးအဲမာဝီကိုယ်တိုင်ထုတ်ပြောလာတယ်ဆိုတော့ အဓိကအရေးကြီးဆုံးအချက်အဲ့ထက်မှာ၃ချက်လောက်ကျွန်တော်စိတ်ဝင်စားတာတွေ့တယ်ဒါပေမဲ့အဓိကအရေးဆုံးချက်၃ချက်ထဲမှာကျွန်တော်ဒီကောင်ကပြောချင်တဲ့ဒီဘာခေါ်လဲကျွန်တော်တို့အဖွဲ့စည်း user အစွဲပေါ့နော်အဲ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 ့ဒါကိုပြောချင်တာဖွဲ့စည်း user အစွဲတွေပေါ့ဆိုတော့ခရီးပြည်နေတဲ့မှာကဖွဲ့စည်း user အစွဲတွေရှိတယ်ပေါ့ဗျအဲ့ဒါကိုဗမာပြောလဲဆိုတော့သူကမာဝီယမြန်မာနိုင်ငံထဲမှာသူမပြောနိုင်တော့ထိုင်းနိုင်ငံချင်းမိုင်ချင်းမိုင်မှာကျင်းပါတဲ့ဒီခရီးခရီးခရီးရိုးရာ ဒီကူပွဲတော့ဟိုက်ပွဲတော့မှာမာဝီကတက်ပြီးစကားပြောတယ်တရား KNDF ကဒုစီဦးစီချုပ်နေတယ်သူတက်ပြီးစကားပြောတယ်ပေါ့အဲ့တော့သူကဘာပြောလဲဆိုတော့ကျွန်တော်ကငွေရှိတယ်တတ်သိရှိတယ်လုံနိုင်စွမ်းရှိတယ်ဒါပေမဲ့ဘာလို့မအောင်လဲဆိုတော့ဒါ organization centric ပေါ့နော် organization is centric လို့ခေါ်တယ်ဒီအဖွဲ့အစည်းအစွဲအဖွဲ့အစည်းဘို့ပြုမှုအများများနေတယ်အဲ့ဒါကြောင့်မအောင်မြင်တာပေါ့ဆိုတော့ပြောချင်တာကသူတို့လူမျိုးအဖွဲ့အဖွဲ့တွေကတဖွဲ့တည်းမဟုတ်ဘဲနဲ့အဖွဲ့ပေါင်းများလာကွဲပြဲပြီးတော့မင်းပါလဲငါပါလဲဘယ်သူပါလဲဆိုတဲ့ပုံစံဖြစ်နေတယ်ဇလန်ကြီးအဲ့ဒီထက်မှဖြစ်နေတာကိုမာဝီကလည်းထုတ်ပြောတာဆိုတော့သူတို့အချင်းချင်းကြားမှာ ဟိုစစ်တပ်ကိုတိုက်မှာတိုက်မဲ့ဖွဲ့ချင်းတူရင်တော့မှာပဲစစ်တပ်ခံတိုက်မဲ့ဆိုဖွဲ့ချင်းတူရင်တော့အာဏာခွဲဝေမှုငွေကြေးခွဲဝေမှုရပိုင်ခွင့်လုပ်ပိုင်ခွင့်ခွဲဝေမှုနေမြေခွဲဝေမှုကိစ္စတွေမှာကြရားပြည်နယ်လိုနေမြေတည်တည်လောင်ပြတ်သားတယ်လေအဲကြောင့်ခမရတိုင်းပြည်ဘလို့လို့ပြောဒီတိုင်းပြည်ငင်းကြမလဲခမရနေမြေတည်တည်လေးတစ်ခုမှာတောင်းမှာပဲအာဏာခွဲဝေမှုငွေကြေးခွဲဝေမှုလုပ်ပိုင်ခွင့်ခွဲဝေမှုနဲ့ဒီပါခေါ်လို့ဆိုတော့နေမြေအစိပိုင်းခွဲဝေတဲ့ကိစ္စတွေကအဆသူတို့အဖွဲ့အစည်းချင်းမှာတော့သဘောထားမတူညီဘူးအဲ့တော့မတူညီတိုင်းယူ သူတို့ချင်းချင်းတော့မညီတဲ့ကိစ္စစစ်တပ်ကိုပြန်တိုက်မယ်ဆိုတော့ဖြစ်နိုင်မှာစဉ်းစားကြည့်စစ်တပ်ကိုပြန်တိုက်ဖို့ဆိုတာခင်ဗျသူတို့ချင်းချင်းတကယ်တိုက်လိုက်တဲ့ကနင်းလန်းကလာချလိုက်ကမင်းအုပ်စုကတော့မင်းတို့အုပ်စုကတော့မင်းတို့အုပ်စုကတော့အချောင်ခိုးရင်းငါတို့အုပ်စုကအသေးခံတိုက်ရတယ်ကွာနေမင်းရဲ့ငါတို့ယူမယ်အမို့မင်းတို့ကငါနောက်ကဘယ်လို support အချင်းချင်းထားညှိကြတယ်ဆလာညှိကြတော့ဆလာတွေမာဝီရထုတ်ပြောလာတယ်အဲ့တော့ပြောချင်တာအဲ့ဖွဲ့စည်းအသိများတယ်ကွာများတဲ့ခါကျတော့သူကဖြစ်တယ်ပြီးတော့သူဒီအဖွဲ့စည်းရတဲ့၅ခုရှိရင်နဲ့၅ခုရှိရင်၆ခုလောက်ကွယ်တယ်၇ခုလောက်ကွယ်တယ်အဲ့တော့ပြောရရင်အချင်းချင်းမကောင်းဘူးကွာဗျာဒါမျိုးသူပြောချင်တာအဲ့တော့အဲ့လိုပြောပြီးတော့သူက ။ဘာမှမဖြစ်လို့ဆိုတော့နောက်တစ်ခုဘာထပ်ပြောလို့ဆိုတော့ तू အဲ့ဒီမှာတို့တကယ်တိုက်လို့ရှင်ပေါ့ဗျာ။အဲ့တို့တကယ်တိုက်လို့ရှင်တဲ့။အရန်မြန်မြန်ဆန်တိုက်လို့ရပါတယ်ပေါ့။ပြီးတော့ तू ပြောချင်တဲ့နောက်ထပ် issue တစ်ခုကဟို तू တကယ်တိုက်အများတိုက်ရဲ့ဆိုတာမပြောရင်နောက်ထပ်တစ်ခုကဘာပြောလို့ဆိုတော့စစ်တပ်ကထိုးစစ်ဆင်းတဲ့အခါမှာစစ်တပ်ရဲ့ထိုးစစ်ပေါ့နော်။ထိုးစစ်ဆင်းတဲ့အခါမှာ तू ကြုံရတဲ့ဟာကို तू ပြောတာ။အဲ့ဒါလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်လည်းဒါကိုစိတ်ဝင်စားပါတယ်။ဆိုတော့စစ်တပ်ကတဲ့ထိုးစစ်ဆင်းတဲ့အခါမှာတဲ့နေကျွန်တော်မှားမှဆိုလို့နော်။ဆိုတော့ တော့ကျွန်တော်တစ်ဆက်ထိုးစစ်ဆင်းတဲ့အခါမှာတဲ့နော်အဲစတက်ကရိတ်ခါကာကြီးတွေကဖရူဆိုကနေပြီးတော့၁၄ချောင်းထင်ဘူးတဲ့ရိတ်ခါကာကြီးအများကြီးရောက်နေပြီတဲ့တိလုံးမဆက်ရခြင်းကိုကျွန်တော်တို့ပြောတော့ပါပြီတဲ့အဲ့လိုပြောတယ်ဆိုတော့စတက်ကဒီဖရူဆိုဒီမော့ဆိုအဲဒီမော့ဒီမော့ဆိုကနေဖရူဆိုဖရူဆိုနဲ့ဘောလခဲအဲ့ကြားတဲ့အထိထိုးစစ်တက်ကစကားကတက်ကဟောကားတဲ့နေအကုန်ရောက်လာနေပြီတဲ့ကားရိတ်ခါကားတွေရောလက်နက်ကားတွေရောလူကားတွေရောအကုန်ရောက်နေပြီတဲ့အဲ့တော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့အခြေအနေအားတဲ့ အဲတစ်လေးလုံးမစခင်ချင်းပြောင်းတော့ပါပြီဆိုတစ်လေးလုံးမစခင်ချင်းဆိုဘယ်လိုမျိုးလဲဆိုတော့ခရယာပြည်နယ်မှာချမဲရလှော်မဲရသားပြောတာခရယာပြည်နယ်ကဘယ်နှမတော်မချသည်တစ်လေးလုံးစတော့မှစပြီးတက်လာကြတော့တစ်လေးလုံးစတယ်ဆိုတစ်လေးလုံးစတော့မှလွိုင်ကိုမျိုးဒီတက်တိုက်တဲ့အိစာဖြစ်ခဲ့တာဆိုတော့တစ်လေးလုံးမစခင်အချင်းပြောင်းသွားပြီဆိုခရယာသူတို့အချင်းကြီးဟာဟိုစစ်တပ်ကိုတော်လာမဲ့ပုံကံမဲ့လို့အာချောင်ရတဲ့အဆင့်အနေထားမျိုးပြောင်းသွားတယ်လူကစုလို့မရသေးဘူးစုလို့မရဘဲနဲ့တစားစီကွဲပြားပြီးတော့စစ်တပ်ကိုတိုက်ကိုမတိုက်ရသေးဘဲနဲ့အာချောင်တဲ့အဆင့်ဘဝကိုပြောင်းသွားတာသူလည်းအာချောင်တဲ့အဆင့်ဘဝကိုပဲပြောင်းသွားတယ်ဆိုတာမျိုးသူပြောတယ် အကယ်၍အာမချောင်းမင်းနဲ့တို့တကယ်တိုက်ကြမယ်ဆိုရင်ပေါ့ဗျာအဲတို့ဥပမာပေးလိုက်သေးတယ်နာဒီ issue နောက်တဲ့ issue တကူကတိုက်ခဲ့ပဲဆိုရင်နဲ့တို့အနေနဲ့တဲ့ဥပမာတဲ့ဖားဖားဆောင်ခတ်လိုက်အောင်တိုက်တဲ့ချိန်မှာတဲ့ဖားဆောင်ခတ်လိုက်ရတဲ့သုံးလို့တိုက်တဲ့ချိန်မှာတဲ့တို့တိုက်တော့ကြီးစံတသိန်းကျော်ပဲကုန်ခဲ့ကြီးစံတသိန်းကျော်ပဲကုန်လို့သူကပြောတယ်ဆိုတသိန်းကျော်ပဲကုန်တသိန်းကိုဘယ်လောက်ကျော်လို့ကျွန်တော်မသိဘူးတသိန်းကို100ကျော်လားလား200ကျော်လား1000ကျော်လား1000ကျော်လားသိန်းမောတသိန်းချက်ကျော်ပါလားကျွန်တော်မသိဘူးဒါပေမဲ့ကြီးစံတသိန်းကျော်ကုန်လို့သူပြောတယ်ဆိုတော့ခင်ဗျားတို့အနေနဲ့ပြန်စဉ်းစားကြည့်မယ်ကြီးစံတသိန်းလို့သူကပြောတယ်သူ့ဘက်ကပြောတာကြီးစံတသိန်းတော့ ဒါဆိုတက်မရဘက်ကပြစ်မှန်းနေရောကြီးစံတသိန်းဆိုကျသူကတသိန်းတက်မရတသိန်းပဲလားတက်မရကြီးစံနှစ်သိန်းအဲ့ကြီးစံနှစ်သိန်းရောခင်ဗျားတို့တွက်ကြည့်စမ်းကြီးစံတထောင်ကိုကြီးစံတထောင်ကိုဒေါ်လာနဲ့ပဲတွက်ကြည့်ဒါမှမဟုတ်လေဒေါ်လာဝက်ပဲတွက်ကြည့်လိုက်နှစ်တောင်မှာဒေါ်လာပဲတွက်ကြည့်လိုက်ကြီးစံတသိန်းလို့ဘလောက်တွက်ကြည့်ပတ်စံနေတခါလဲကုန်သွားတယ်ပတ်စံနေသိန်းပေါင်းမနေဘူးကြာနော်ကြီးစံတထောင်ကိုဗျာငွေသိန်းနှစ်ထောင်ပဲတာနှစ်ထောင်ပဲကုန်တာကြီးစံတသိန်းဆိုတော့တွက်ကြည့်သိန်းနှစ်ထောင်ခဏလေးကုန်သွားတာအဲ့ပတ်စံနေ တိုက်ခနဲဘာအတွက်ကုံသုံးလို့ဒီကုံသွားတယ်အဲ့ပစံတွေကတမိုးမဲ့ကုံသွားတယ်တတောင်ကျွန်တော်နိုင်ငံသားချင်းတောင်တောင်တိုက်တိုက်နေတိုက်နေခိုင်းနေကြတယ်စစ်တပ်ကပြစ်ပြစ်ထားတဲ့ပေါ်ကကြီးစံကြီးစံပေါ်ကနှစ်သိမ်းမထားသိမ်းလေးတော့ကုံသွားပြီနုံလာပြည်တယ်ဒါအနည်းဆုံးပြောတာစားရတော့တော်တော်လေးဝစားစင်ဘာမှမပါသေးဘူး